မြန်မာပြည်သူတွေရဲ့လက်ရှိခြေအနေကိုဗာနဲ့စွာခြားပြရင်သိစုငင်မလို့နိုင်တာကိုလှုပ်ပြခဲ့တဲ့အလှမဲကြီးကဆိုပြအားလုံးပဲမင်္ဂလာပါရှင် Miss Square International လို့ကမ္ဘာအဆင့်ညပေါ်မှာနိုင်ငံကိုစားပြုအလှမဲတကောင်တယောက်ရဲ့စကားတကွန်းဟာလူပေါင်းများစွာတက်ပို့ပြီးတော့စံထွက်သွားနိုင်တဲ့အခြေအနေတွေရှိပါတယ်အထူးသဖြင့်မြန်မာနိုင်ငံလိုနိုင်ငံတကာရဲ့အာယုံဆိုင်မှုကိုခံနေရတယ်နိုင်ငံတကာနိုင်ငံအတွက်ကိုစားပြုအလှမဲရဲ့တန်ဟာအင်မတန်မှအရေးကြီးပါတယ်ပြီးခဲ့တဲ့နှစ်ကပြည်သက်တွေမျောလင့်ခဲ့ပြီးမြေ ကြောင်းဝင်များခဲ့တဲ့မြန်မာနိုင်ငံရဲ့အခြေအနေကိုဒီနေ့မှာတော့ Miss Grand Myanmar 2025 JK ဆိုပြားကအကောင်းဆုံးဖြည့်ကျွေးခဲ့ပြပြီ။သူမမြန်မာပြည်သူတွေရဲ့လက်ရှိအခြေအနေကိုပညာသားပပနဲ့ပါနေစွာချပါရင်မနေ့ကအလားမဲတဲစုငင်မလုံနိုင်တဲ့အရာတခုကိုလုံပြသွားနိုင်ကြတာကြောင့်အခုဆိုရင်ပြည်သက်တွေရဲ့ချီးကျူးထောက်ပံ့အသံတွေစုညံနေခဲ့ပါရီ။ Miss Grand ပြိုင်ပွဲတွေရဲ့ အကျိနဲ့ရှိသောခံကဏဖြစ်တဲ့ close door interview မှာပြန်ဝဲရဲ့ CEO ဖြစ်သူ Mr. Network ကအလာမေတွေကိုလှည့်စားတဲ့မိကုန်းတွေပြားများတဲ့မိကုန်းတွေမေးလေရှိပါတယ်။ဒီနေ့မှာတော့သူကမြန်မာလာမေ JK Sophia ကိုမြန်မာနိုင်ငံရဲ့လက်ရှိခြေအနေကိုဘယ်လိုမြင်လဲဆိုတဲ့တရိုက်မိကုန်းကိုမေးမြန်းခဲ့ပါတယ်။ဂျာကာပြည်မှာပြားများနိုင်တဲ့အင်မတန်မှနည်းနည်းသိမှုတဲ့မိကုန်းတခုပါ။ကြပါမယ်ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ခမ်းမြဝလာတဲ့အသက်20နှစ်ရွယ်ကချင်တိုင်းရဲ့သူလေးချီကီဆိုဖီယာကတော့ဒီစိန်ခေါ်မှုကိုကောင်းဆုံးကြော်လာနိုင်ခဲ့ပါရီ ဒီမရဲ့ပြည်ဟာအလွန်ပါနဲ့ပဲဘသူကမှမထိခိုက်စေပဲအလုံးကိုလွှမ်းခြုံနိုင်ခဲ့ပါရီဒီမကမြန်မာနိုင်ငံမှာတိုင်းရင်းသားလူမျိုးပေါင်းများစွာရှိတဲ့အတွက်အမြင်နဲ့ယုံကြည်မှုတွေနဲ့တွေးခေါ်တွေမတူညီတာကသဘာဝပါပဲအရှိပြနေတဲ့ပြည်ပခါရရဲ့ရှင်းကန်ကလည်းဒီလိုကွဲပြားမှုတွေကနေဖြစ်လာတာပါဒီပြဿနာကိုပြေရှင်းဖို့ဆိုရင်အမုန်းတရားတွေနဲ့ချင်းကပ်လို့မရပါဘူးတယောက်ရဲ့မြင်ကိုတယောက်ကလိစားနားလဲပေးပေးစပွဲဝိုင်းမှာညီနိုင်ဆွေးနွေးနိုင်မှသာရင်းချမ်းရေးကိုရရှိမှာပါလို့ဖြေဆိုသွားခဲ့ပါရီဒီပြည်ထူကြချက်ကတော့မြန်မာနိုင်ငံမှာပြည်ပခါရရှိနေကြောင်းကို ဝန်ကံပြောဆိုမှသာမကအေဘရီခါရီရင်အရင်ခင်အကြောင်းတရားကိုပါတိုင်းရင်သူတယောက်ရဲ့ရှုထောင့်ကနေရှင်းပြသွားနိုင်ခဲ့တာပါဒါပြင်မစ်စကွမ်ရင် Store the War and Violence အမှုနဲ့ကိုင်းညီအောင်ငင်းချင်းရဲ့အတွက်အဖြေတစ်ခုကိုပါတပားရင်းထည်သွင်းပြောဆိုသွားတာက သူမရဲ့ဉာဏ်ပညာကိုပြသနေပါတယ်ဒီနေရာမှာပဲမနီကာမစ်ဘဲအင်တာနက်ရှင်နယ်2024ရဲ့ဖြစ်ပျက်နဲ့တိတိတသားကွာခြားသွားပါရီ ဒီပြိုင်ပွဲရင်နောက်ဆုံး final မေးဖြေကဏ္ဍမှာမြန်မာလာမယ်တဲ့စုငယ်ရောအလုံးမျောလင်းထားတဲ့မြန်မာနိုင်ငံရေးကိုမဖြေဆိုပဲခေါင်းစဉ်နဲ့လွဲပြီးတော့ blast တဲ့ကြောင်ဖြစ်တဲ့ပတ်ဝန်းကျင်ညီညွတ်မှုအကြောင်းကိုသာဖြေဆိုခဲ့တယ်လို့ဝေဖန်မှုတွေကြီးကြဲထွက်ပေါ်ခဲ့ပါတယ်။စီမီပေါ်မှာမြန်မာပြည်သူတွေရဲ့အတန်ကိုကြားကျင်ခဲ့တဲ့ပရိသတ်တွေကတော့အဲ့ချိန်ကအင်မတန်မှအမလို့အများပြီးခဲ့ရပါတယ်။အခုတော့ဂျီကေဆိုဖီယာကဒီလိုရှောင်းလဲသွားခြင်းမျိုးမဟုတ်ပဲမြန်မာနိုင်ငံရဲ့အခြေအနေကိုအခြေဝင်နေပြည်ရှိရှိချပြသွားနိုင်ကြတာကြောင့်ပရိသတ်တွေကပေါ်ပြီးတော့သဘောကျနေကြတာပါ။ ။ဘာသာစကားမျိုးစုံကိုကြံ့ကျင်ပြီးအောင် public speaking ကောင်းမွန်တဲ့ဂျီကိဆိုဖီယာဟာသူမရဲ့ရည်ချင်းတွေကိုဒီအင်တာဗျူးမှာအကောင်းဆုံးသုံးချသွားနိုင်ခဲ့ပါရင်။ချက်သေးရှိတဲ့မြန်မာဝက်စုံလေးနဲ့ချစ်စရာကောင်းတဲ့ပုံစံလေးကလည်းသူမရဲ့ယုံကြည်မှုကိုပိုပြီးတော့ပြတင်ပေးခဲ့ပါရင်။အလားမဲတယောက်ကတရက်ပူစောင်းဖို့အလားပါတကူတွေနဲ့မလုံလောက်ပါဘူး။ကိုနိုင်ငံရဲ့အတန်ကိုကဘာကားတိအောင်ပြောပြနိုင်တဲ့တတိနေဉာဏ်ပညာလေးရှိဖို့လိုပါရင်ဂျီကေဆိုဗီယာကတော့မြန်မာပြည်သူတွေရဲ့ငြိမ်းချမ်းလိုတဲ့ဆန္ဒနဲ့လက်ရှိခြေအနေကိုကမ္ဘာစစ်မြေပေါ်မှာပါနဲ့စာချပြသွားခဲ့ပါပြီ။ ကျေးဇူးငယ်မလုပ်နိုင်ခဲ့တဲ့ဒါမှမဟုတ်မလုပ်ခဲ့တဲ့အရာတစ်ခုကိုဂျေကေဆိုဖီးယားကရေးဝင်လို့ပြသွားခဲ့တာကြောင့်ဒီမကဒီနေ့တရပူနဲ့နှိစက်တဲ့အလားမယ့်တရားပြစ်ကြောင်းသတိပြလိုက်တာပါပဲပရိသတ်တို့ရောဒီအချက်ကဒီမကိုမစ်ဂရန်တရပူနဲ့တိုက်တန်စီလို့ထင်ပါသလားကိုမတ်မှာကိုယ့်ရဲ့မြင်လေးတွေကိုပြောခဲ့ပေးပါအောင်ရှင်